ားလုံးမင်္ဂလာပါ so all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖူးမြော်ရမှာတော့ခြီးတော်ပုံစီပဲဖြစ်ပါတယ်ရွှေကုံဖះကနောက်ဆုံးခြံထားတဲ့ခြီးတော်တွေကိုထပ်ပနာပြီးတော့တည်ထားတဲ့ခြီးတော်ပုံစီပါ ဖြူရောင်ထီတော်ပုံစံတွေကတော့အရှင်မင်းတွေလက်ထက်ကခြခဲ့တဲ့ထီတော်တွေကိုထပ်ပနာပြီးတော့တည်ထားတဲ့ထီတော်ပုံစံတွေဖြစ်ပါတယ် ကြီးတော်ဘုံစီကြီးကမြောက်ဖက်မုံနဲ့အရှိတ်ဖက်မုံချားနဲ့မှာတည်ရှိတာဖြစ်ပါတယ် ခုမြင်တွေ့နေရတာကတော့အရှိဘက်မဟုတ်အာယုံကံတစ်ဆောင်ပဲဖြစ်ပါတယ် ဒီချာလေးတွေကအနောက်ကအဆောင်လေးထဲမှာအရှင်တော်ကဆိုလို့ရှိရင်ဆယ်တော်မူဖရာကိုထားတာဖြစ်ပါတယ်အခုတော့ဆယ်တော်မူဖရာကတောင်ဘက်မြို့ကောပကယုံရဲ့အရှေ့အတဆောင်းထဲမှာပြောင်းရွှေ့ပြီးတော့အပူဇော်ခံထားတာဖြစ်ပါတယ်ဒါကတော့လည်းညိုရီချဖရာပါဒီဖရာကမတည့်ရဲ့စင်တူတော်ဖြစ်ပါတယ်သင်္ကန်းကင်ထားတယ်လက်တစ်ဘက်က အညိုကနေပြီးတော့ရေစက်ကလေးတီးနေတာတွေ့ရပြီးတော့အဲရေစက်ကအချိုင်းနေရင်တော့ချရဲလို့ပြောကြတယ်ရေစက်ချမချအဆောင်ကြည့်ဖို့ကတော့အချိန်တော်လေးပေးပြီးတော့အဆောင်ကြည့်ရမှာဖြစ်ပါတယ်အဆက်မပြတ်အဆောင်ကြည့်မှလည်းချရဲမချဘူးဆိုတော့တေချာတီးရမှာဖြစ်ပါတယ် ခုသွားနေတာကတော့တောင်ပန်းမုတ်ကောပကယုံရဲ့အရှိဘက်မှာရှိရဲ့တစားကိုသွားနေတာဖြစ်ပါတယ်။အဲ့ဒီတစားထဲမှာဆိုလို့ရှိရင်ဆေတော်မူဖရာကိုပြောင်းရွှေ့အပူဇော်ခံထားတာဖြစ်ပါတယ်။ဆေရမူဖျားကလာရောက်ဖူးမြော်တဲ့သူတွေလည်းများပါတယ်။ဆူတောင်းဒိတ်ထန်တဲ့သူတွေလည်းများကြပါတယ်။ ဒီတစားဝါတိတ်ဆိတ်တယ်အေးချမ်းတယ်ထဲမှာရှိရဲ့ဖရာစင်တူတော်ကြီးကလည်းကြည်ညိုတပ်ပဲပွဲရဖြစ်ပါတယ်တရားလာထိုင်မယ်ဆိုရင်လည်းတော်တော်လေးအေးချမ်းတဲ့တစားဖြစ်ပါတယ်အခုဖူးမြော်နေရတာတော့ဆယ်တော်မူဖရာပဲဖြစ်ပါတယ် ဆေတော်မူဖရာဆောင်နှင်းကလူရှင်းတယ်ပြီးတော့တိတ်ဆိတ်တယ်အေးလေအေးချမ်းတယ်ရွှေကုံဖရာမှာတော့ရိုက်ပြစရာတွေအများကြီးရှိပါသေးတယ်ပြရိုက်တို့ဘုဒ္ဓဝင်ပြခင်းလို့နောက်မှပဲအချိန်ရရင်အလင်းတင်တယ်လို့ရှိုက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာ ်းသာတရားမှာအပေါ်ကဒီကောင် ရေးဖျံလဲတပတ်ဖူးပြီဆိုတော့အရှိဗံမုတ်ကနေပြန်ဆင်းมาတော့မယ်

နိဗ္ဗာန်ကိုဆိုင်တွေကလည်းအများကြီးပဲဆိုတော့ကိုကြိုက်တဲ့ဆိုင်မှာကိုကြိုက်တဲ့စီနဲ့မေးပြီးတော့စစ်ပြီးတော့ဝယ်လို့ရပါရဲ့ခင်ဗျ။ဆိုင်များတော့ကို့မှာရွေးစရာ chance ပိုရှိတာပေါ့ ဖုန်းကင်ပြီးတော့ရိုက်နေရဖြစ်တဲ့အတွက်အရှိရတဲတဲ့လာရဲ့လူတွေကိုလည်းရှောင်ပြီးတော့ရိုက်ရမှာသေးတယ်။ပြီးတော့ဆောင်းတဲ့တခြားကိုလည်းဟိုဘက်ကောဒီဘက်ကောပါစီခြင်းတဲ့အတွက်ဟိုဘက်ကိုအလင်းတဲ့တလူရိုက်လိုက်ဒီဘက်ကိုအလင်းတဲ့တလူရိုက်တလိုက်နဲ့ကြည့်ရတာနည်းနည်းတော့အကောင်မှုတဲ့အခံမျိုးကြီးလည်းရှိပါလိမ့်မယ်။လမ်းလျှောက်နေရရတာဖြစ်တဲ့အတွက်အတက်နိုင်ဆုံးတော့ကင်မရာကိုညင်အောင်ကင်ပေးထားပါရဲ့ခင်ဗျာ။ အလဲပစ်စင်ရန်ကားလဲမှာနောက်ထပ်လေကားတွေထပ်ပြီးတော့ဆင်းရပါအောင်မယ်ပြီးလို့ရှိရင်လည်း YPS ကမတ်တန်ရောက်ဖို့လမ်းအရှိရွှေလျှောက်ရပါအောင်မယ် ။အဖေတောက်ကြအောင်မလားခမရ။ကာခွင့်တင်လို့ရန်ကုန်မြို့ကိုရောက်ရှိမယ်ဆိုရင်ရန်ကုန်မြို့ဗဟန်းမြို့နယ်မှာရှိတဲ့ရွှေတကုံစီကြီးတော်ကိုလာရောက်ဖူးမြော်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။